ဲသားတို့သမီးတို့ရေဆရာတို့ဒီတကားနော် alphabet စီနော် big letter ရေးတာဘာလေးကိုထပ်ပြီးရောလေ့ကျင့်ရမလဲဆိုတော့သားတို့သမီးတို့ short sound တွေမှတ်မိလား alphabet တွေမှာလေနော်အတန်လေးကိုတိုးတိုးနဲ့ဖြတ်ပြီးရောထွက်ရတဲ့ alphabet စီကြည့်တယ်မှတ်မိမယ်လို့ထင်နော်ဘာတွေလဲယူကြည့်ပါဦး b d g j w y အားလုံးပေါင်းဘယ်လုံးရှိလဲ6လုံးဟုတ်ပြီဆိုတော့ဒီ6လုံးကိုဆရာတို့ကအခု ရေးကြည့်ကြမယ်မကောင်းလားကဲဒါဆိုရင်စာအုပ်လေးယူထားခဲတံလေးလေးလက်ထဲမှာခြင်ထားမယ်ကဲဒါဆိုရင်ဆရာတို့ပထမတစ်လုံးပါလေ B ဟုတ်ပြီဒါဆို B လေးကိုရေးကြည့်ကြအောင်ဟုတ်ပြီနော်တေချာလိုက်ကြည့်မယ်နော်ဆရာအရင်ဆုံးရေးပြမယ် B ကိုကဲလာပြီအဲ့တော့ခဲတံကိုခြင်ထားစပြီနော်ဘီကိုဘယ်နှချက်ရေးမလဲတေချာကြည့်မနော်ဒါတော့သူဆွဲပြီအရင်ဆုံးသူ့ရဲ့တုတ်ချောင်းလေးဆွဲမယ်ပြီးရင်တခါဝိုက်တယ် နှစ်ခါဝိုက်တယ်ဒါပဲစုစုပေါင်းဘယ်ချက်ဆွဲလဲ၃ချက်ပဲနော်ဆိုတော့ B ကိုတာရုသမီးရောအဲ့လိုမျိုးလေးဆွဲရမယ်နော်ကဲဒါဆိုရင်တာရုသမီးရောဆရာနောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ်ဒီကလေ့ကျင့်လို့ရှိရင်ဗစကပါအတန်လေးထွက်မယ်โอเคစားပြီနော်ဆရာနဲ့တူတူလိုက်ပြီးတော့ဝိုက်မယ်နော် B ကိုစားပြီးရေးမယ် ready စားပြီ B ဘ correct very good ကဲဒါဆိုရင်သားသမီးတွေတအားတော်တာပဲကဲဒါဆိုနောက်တစ်လုံးနောက်တစ်လုံးနောက်တစ်လုံးပါလောင်းနေကဲဒီက D ဟုတ်ပြီเนาะ D ကိုရေးကြည့်အောင်ဒီကကြာတော့ဟုတ်ပြီတေချာကြည့်မယ်เนาะသားသမီးတို့ဟုတ်ပြီခဲရန်လေးကိုထောက်ထားအရင်ဆုံးသူ့ရဲ့ဒုတ်ချောင်းလေးကိုဆွဲမယ်ပြီးရင်တခါရဲဝိုက်လိုက်ကဲ D အဲ့တော့ D ကိုဘယ်နှချက်ဆွဲသွားလဲနှစ်ခါပဲเนาะနှစ်ချက်ပဲဆွဲဆိုတော့ဒါသည် D ကဲလွယ်လွယ်လေးသားသမီးတို့ရေဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်ကြည့်မယ် ါဇက်ကပါသူ့ရဲ့အတန်တော်ကိုလိုက်ပြီးတော့ယွတ်မယ်စပြီးဆွဲပါခေရန်လေးကိုထောက်ဒီဒဟုတ်ပြီနော်တာအေးတော်လိုက်တာတာကဲဒါဆိုဒီဘင်းဘာလာလဲဒီ short sound တွေထွက်တဲ့ alphabet တွေပြန်စဉ်းစားကြည့်နော်ဒီဘင်းရင်ဘာလဲ G ဟုတ်တယ်ကဲဒါဆို G ကိုဆရာတို့ကရေးကြည့်မယ်နော် big G ရေးမယ်နော်ဒီက လေ့ကြကြည့်အပေါ်ကနေစဝိုက်မယ်ဝိုက်လိုက်ပြီကဲဂျီအာမမခဲဘူးเนาะဒါမျိုးလွယ်လွယ်လေးเนาะဆိုတော့ဂျီကိုဆွဲတဲ့အခါမှာသူတခါရဲเนาะဒါခဲရန်လေးကိုမကြွတော့ဘူးမကြွတော့မင်းတခါရဲတစက်တဲ့ဆွဲသွားတယ်ဂျီကိုအာမမခဲပါဘူးဒါတော့မျိုးเนาะဆိုတော့ဒါလေးကိုဆရာတော့နောက်တခါထပ်ပြီးလေ့ကျင့်မယ်ဒါတော့သမီးတို့ကဗဇက်ကနေတန်လေးပါထွက်မယ်စပါဘီ ဆိုပြီးတော့ G G Very good ကဲဒါဆိုဇာတ် G B နောက်တစ်လုံးလို့ရတယ်နောက်တစ်လုံးကပါလေ G B J ဒီကဟုတ်တယ်နော် J လာတယ်ကဲဒါဆို J လေးကိုဆွဲကြည့်ရအောင်ခဲရန်လေးကိုထောက်မယ်နော်လာပြီကဲတော့ J လေးကိုသူ့ရဲ့ဒုတ်ချောင်းလေးကစရတယ်ပြီးရင်အောက်ကသူ့ရဲ့အကွေးလေးကိုထည့်တယ်ပြီးသွားရင်အပေါ်မှာ တော့ကြောင်းလေးနောက်တစ်ချောင်းထပ်ထည့်လိုက်တယ်ဂျိဒါပဲလွယ်လွယ်လေးနော်ဆိုတော့ဒါဆိုနောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်ကြည့်မယ်ဆိုပြီးဂျိဂျက်ကဲအားမခေုံတော့ဒါတော့လွယ်လွယ်လေးဟုတ်ပြီဒါဆိုဒီခါဆရာလိုတာနောက်တစ်ခုက W ကဲ W ကိုကျင့်ကြည့်ရအောင်ကဲဟုတ်ပြီ W ဆရာရေးတဲ့လေတရားကြည့်မယ်နော်ဘယ်နဲ့ချက်ဆွဲရမလဲဆိုတာတအားသမီးတို့မှတ်ထားရမယ် W လာပြီဆွဲပြီတစ်ချက် 2ချက်3ချက်4ချက်ကဲ W ဆွဲလို့ရှိရင်ဒါဆိုမျိုးခေါင်းထဲမှာမှတ်ထားရမှာကဆရာအခုနဆွဲသွားသလို၄ချက်တတီဆွဲပေးရမယ်နော်ဆိုတော့ W ဆွဲလို့ရှိရင်တချို့ကဘယ်လိုတွေဆွဲတတ်လဲဆိုရင်တခါတစ်ချက်တည်းနဲ့အပီးဆွဲရ W ဟောဒီလိုဟောဒီလိုဆိုတော့အဲ့ဒါကြီးကမလုပ်ပါဘူးနော်အဲ့လိုကြီးမဆွဲရဘူးဒါရင်းနှီးအမှားဖြစ်တယ် W ဆွဲလို့ရှိရင်ဆရာအခုနပြောလို့၄ချက်လေးတော့ပြည့်အောင်ဆွဲပေးမယ်နော်ကဲဒါဆိုရင်ဆရာတို့နောက်တစ်ခါထပ်ပြီးတော့၄ချက်မယ်လာပြီ ်သိကြဆွဲမနော် W Wa Very good ကဲဒါဆိုဇာတ်နောက်ဆုံးတစ်လုံးမဲ့ကျွန်တော်တွေဒီ short sound တွေထွက်တဲ့အတန်တွေမှာဘာလဲနောက်ဆုံးတစ်လုံးက why ဟုတ်ပြီကဲဒါဆို why လေးကိုလည်းရေးကြည့်ကြမယ်ကဲဆိုတော့ why ဟိုကိုဆရာကဘယ်နှချက်ဆွဲမလဲကြည့်မယ်နော်ဆွဲပြီတစ်ချက်နှစ်ချက်သုံးချက်ကဲဒါပဲဒါတော့ပြီ why ဆွဲလို့ရှိရင်ဆရာကဘယ်နှချက်လဲ သုံးချက်ဟုတ်ပြီနော်ဒီဒုတ်ချောင်းလေးသုံးခုကို သုံးခါဆွဲလိုက်ဝိုင်းရသွားပြီဘာမှမဖြစ်ဘူးသားတို့မျိုးနော်ဒါဆိုဆရာတို့နောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်လိုက်မယ်အတန်ဘက်ကလေးကိုပါထွက်ကြည့်မယ်စပြီး why ရဲ့ကဲဒါပဲသားတို့မျိုးနော်ကျောဆရာတို့အခုတင်သွားတာဘာကိုတင်သွားတာလဲ alphabets တွေထဲမှာမှာဆရာတို့ short sounds เนาะအတန်လေးကိုတူတူနဲ့ဖြတ်ပြီးတော့ထွက်ရတဲ့ alphabet တွေကိုရင်းနှီးတွေကိုလေ့ကျင့်သွားတာပါမှမကက်ဘူးเนาะတာရုသမီးတို့ဆိုတော့တာရုသမီးတို့ဒါလေးကနော်ကိုယ်တိုင်တေးချာလေးလေ့ကျင့်ပြီးတော့နေတိုင်းเนาะဒါမှန်မှန်လေးလေ့ကျင့်ပြီးတော့ရေးသွားရင် နောက်ဆိုရေးရတာပါမှမကက်ပါဘူးလွယ်လွယ်လေးပါဆိုတော့တာရုသမီးတို့ဒီနေ့ဆရာနဲ့တူတူ လေ့ကျင့်သွားရေးရေးသွားတယ်ဒါလေးတွေပို့ပြီးမှတ်မိသွားအောင်ကိုယ့်အကူတစ်ခေါက်ပြန်ပြီးတော့လေ့ကျင့်ကြပါเนาะ